အဲ့တော့တနင်္လာသာသမီများပုပ်ပါစောရဟန်းမင်းကိုအကြောင်းပြပြီးတော့ရေးထိုးတဲ့မြန်မာတက္ကသိုလ်1389ခုနှစ်တနှစ်တာမှာတွေ့ကြုံရမယ့်ကံကြမ္မာအကျိုးအကြောင်းအဆိုးကောင်းဒိဋ္ဌာမဲ့ချက်တွေဆောင်ရွက်ဆောင်ရွက်နေပြည့်လို့ရမယ့်ရည်ရည်များကိုတနစ်စာဟောစတန်တိဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ဝင်းထူးလင်းဖြစ်ပါတယ်နော်အဲ့တော့ဒီနှစ်ကတဲ့တနင်္လာသာသမီမိတ်ဆွေများစိတ်ပူစရာတွေအတိုက်ခံတွေအခက်အခဲတွေကြားတွေက ကိုယ့်ရည်မှန်းချက်တွေအကျံစီတွေပြည့်မြောက်အောင်မြင်မဲ့လုပ်ငန်းစည်းပွားတွေတိုးတက်မဲ့နှစ်ပဲဖြစ်ပါတယ်။အလုပ်ငန်းစည်းပွားတွေအကျံစီတွေတော့အောင်မြင်မယ်သို့တော်လည်းစိတ်ပူစရာတွေများမယ်စိတ်နှောက်ယှက်ဖြစ်စရာတွေများမယ်အတိုက်ခံအခက်အခဲတွေများမယ်။အဲ့ဒါတွေကြားရတဲ့အောင်မြင်မဲ့နှစ်ပဲဖြစ်ပါတယ်။နံပါတ်နောက်တစ်ခုကကျတော့အပေါင်းအသင်းမှတ်တတ်တယ်။အဲ့တော့အပေါင်းအသင်းကြည့်ပြီးတော့ပေါင်းပါ။အဲ့တော့အပေါင်းအသင်းမှတ်တတ်တယ်လူပေါင်းမှတ်တတ်တယ်သတိထားပါ။နောက်တစ်ခုကစိတ်လေစိတ်ထွေပြီးတော့တဲ့ဆုံးပြည့်ချက်အမှားတွေချမိတတ်တယ်။ တော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမိသားစုနဲ့အများနဲ့နောက်တိုင်ပြီးတော့ဆုံးဖြတ်ပါတယောက်တည်းဆုံးဖြတ်မယ်ဆိုလည်းပဲတဲ့အုံနောက်ညာနဲ့ပဲဆုံးဖြတ်ပါအဲ့တော့စိတ်ခံစားမှုနဲ့မဆုံးဖြတ်ပါနဲ့စိတ်ကတော့အမျိုးမျိုးပြောင်းနေတာစိတ်တွေစိတ်ထွက်နေတာအုံနောက်နဲ့ပဲလှုပ်တဲ့မလှုပ်တဲ့ကောင်းရင်မကောင်းရင်တွက်ချက်ပြီးတော့ဆုံးဖြတ်ပါဒါလည်းပဲအရေးကြီးတယ်နော်အဲ့တော့တနင်္လာအသံမီများလည်းပဲဒီနှစ်ကမတရားကောင်းမတရားညံ့တော့တဲ့ပါတယ်ဒါကြောင့်မလို့စိတ်ကောလူတော်တည်ငြိမ်စွာနဲ့စိတ်ခံစားမှုအလိုမလိုက်ဖဲနဲ့အုံနောက်ညောင်ပဲတုံးပြီးတော့ တင်ငွေတော်နဲ့ဖြတ်သန်းမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာများကိုလုပ်ပိုင်ဆောင်ရွက်ပါဒါဆိုရင်တော့အောင်မြင်မှုအသီးပွင့်တွေခံစားရပါလိမ့်မယ်။နောက်ဒီနှစ်ကစိတ်နဲ့ပတ်သက်တာပေါ့ဘာအောင်မှစိတ်တိုင်းမကြအားမရဖြစ်နေတယ်လေ။နော်နောက်အမေရနဲ့တယောက်အခက်မတင်ဖြစ်တဲ့တည်းအများအဖြစ်ဆိုကိုတယောက်တည်းကအမေအများအမေဆိုကိုတယောက်တည်းကအဖြူအဲ့တော့အလုံးနဲ့အစဉ်ပြေအောင်လက်ရောညှိတွေဖြစ်အောင်နေပါတော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေကတော့တစ်ခုပြီးတစ်ခုလာနေမှာပဲအဲ့တော့ကိုကကြိုတိထားပြီးပြီဆိုတော့ကိုဘကအစ်စ် ပြင်ဆင်ထားဖို့ဖြစ်ပါတယ်အဲ့တော့စေပူဇာတွေလာမယ်အတိုက်ခံတွေလာမယ်အခက်အခဲတွေလာမယ်စိတ်နှောင့်ယှက်ပြင်းစေဖြစ်စရာတွေလာမယ်အဲ့ဒါတွေကြားရရပဲကိုယ့်ရဲ့ရင်မဲ့ချက်တွေပြင်းပြဖို့လုံငန်းတွေတိုးတက်ဖို့ရုံးကံပြီးတော့ကြိုးစားရမယ်နှစ်ဖြစ်ပါတယ်မောင်းတင်ထားပါအားမွေထားပါနော်နောက်ပြီးတော့တနင်္လာသံသမီတွေကိုယ့်ရဲ့အတွေ့အကြုံတွေအယူအဆတွေခံယူချက်တွေကိုယ့်အမြင်တွေလည်းပဲပြောင်းသွားဖို့ရှိပါတယ်အလုပ်နေရာအိမ်နေရာလည်းပဲအပြောင်းလဲဖြစ်ဖို့ရှိနေပါတယ် မီယာထိုင်ခြင်းပြပြရခြင်းအတိတ်ရခြင်းပြောင်းလဲရခြင်းအလုံးအစ်စ်များလောက်ရခြင်းအလုံးများပြောင်းလဲရခြင်းရှိနေပါတယ်နော်နောက်စัญญဘက်လိမ်များထံကနေပြီးတော့အကူအညီကောင်းတွေရဖို့ရှိတယ်ဟိုယောက်ျားဆိုရင်မိန်းမတွေစီအကူအညီကောင်းတွေရဖို့ရှိတယ်မျိုးသမီးဆိုလည်းပဲယောက်ျားတွေစီကလည်းအကူအညီကောင်းတွေရဖို့ရှိတယ်စัญญဘက်လိမ်များစီကနေပြီးတော့လည်းပဲအကူအညီတွေကြီးကြီးမားမားလမ်းများဆက်ဆက်ရဖို့ရှိနေပါတယ် နောက်တစ်ခုကဒီနှစ်ကတဲ့စိတ်ကောလူရောပင်မဲ့မဲ့နှစ်ဖြစ်ပါတယ်နော်စိတ်လည်းပင်မဲ့မဲ့လူလည်းပဲပင်မဲ့မဲ့ဘာကြောင့်လဲဆိုတော့အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံနေအခက်ခဲတွေအပြိုင်ဆိုင်တွေညားမယ်ဒါကြောင့်စိတ်ကောလူရောပင်မဲ့မဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ဒီနှစ်ဒီအဲ့တော့မတရားကောင်းမတရားညံ့တဲ့နှစ်ဖြစ်တဲ့အတွက်မတရားကောင်းရလေအောင်အရင်နဲ့ဆိုင်ဘာသာရေးပို့လို့ပါမေတ္တာပို့ပါတိခံစိတ်မွေးပါစိတ်လိုက်မှန်ပါပြောဆိုလုပ်ကိန်းတာတွေတစွတ်တို့ဆုံးဖြတ်တာတွေရှောင်ပါဘာပဲလုပ်လို့အုံနောက်ညနေလည်းပဲလုပ်မယ် ထိမ့်ပြီးတော့သုံးပြတ်ပါပြောပါစို့ပါနော်အဲ့တော့ငွေကြေးကတော့နည်းနည်းလေးကောင်းပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေကြေးအခက်အခဲအကျက်တရလွတ်မြောက်ဖို့အခြေအနေကောင်းလေးပေါ်လာပါလိမ့်မယ်ငွေကြေးအကျန်စီတွေအောင်မြင်ဖို့အတွက်အခြေအနေကောင်းအခွင့်အလမ်းကောင်းအဆက်အသွယ်ကောင်းတွေအကူအညီကောင်းတွေပေါ်လာဖို့ရှိနေပါတယ်နောက်ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ငွေကြေးများရှိနေတဲ့ပြန်လည်ရရှိဖို့ရှိနေပါတယ်ပြည့်မလို့ဖြစ်နေတဲ့ငွေကြေးအကျန်စီများလည်းအောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေရတော့ စီလိုအပေါက်ရှာပြီးတော့ဝင်နေပါလိမ့်မယ်ပြီးတော့စီလိုအပေါက်ရှာပြီးတော့လည်းပြန်ထွက်တတ်ပါတယ်အဲ့တော့ငွေရအဝင်များမယ်အထွက်များမယ်ဆိုတော့ကိန်းမျိုးပဲဖြစ်ပါတယ်အဲ့တော့အဲ့တော့လက်ဖြားမှာငွေတီးမယ်ဒါငွေချင်းကိစ္စတွေကိုရေးတင်ဆောင်ရွက်လို့ရတယ်တိုးတော်လည်းပဲအဝင်များမယ်အထွက်များမယ်အဝင်ကျန်းမယ်အထွက်ကျန်းမယ်အဲ့တော့ဝင်သမျှငွေတွေမြဲရလေအောင်ငါးတက်တာဘူးရဲ့အပေါ်မှာဝကြကဏပြောင်းနေထုတ်ပြီးဆူတောင်းပါတော့ငါတက်တာဘူးကအဝိုင်းလည်းရတယ်အပြားလည်းရတယ်ငါတက်တာဘူးရဲ့အပေါ်ပြောင်းနေထုတ်ပြီးတော့ဆူတောင်းပြီးအဲ့ဒါကိုကိုယ့်အောက်ချက်စားလည်းရတယ် ပြီးနောက်အတတကူထက်ဝယ်မီထွန်းဆူတောင်းအဲ့တော့အစိမ်းရောက်ထုံးပို့ကောင်းတယ်နော်အဲ့တော့အဲ့ဒါငွေမြဲမဲ့ကြတရားပေါ့အဲ့တော့ငွေကြီးအကြံစီများအောင်မြင်ဖို့လေအထူးရတရားကတော့တဲ့မိမိနေတဲ့နေရာမိမိအလုပ်လုပ်တဲ့နေရာမိမိဈေးရောက်တဲ့နေရာမှာတဲ့အဝါရောင်ပန်းငါးပွင့်ပန်းအောင်ထူထားပြပါတယ်အဲ့တော့ဖရဲအောင်ထူထားမှုကိုနားမထားတာပေါ့နော် အဲ့ပန်းဝန်းထဲမှာအဝါရောင်ပန်းကားဝင်ထိုးပါကိုနဲ့အနည်းဆုံးနေရာမှာထားပေးပါအဲ့ဒါငွေကြေးကန်ကောင်းမဲ့ရည်ရဖြစ်ပါတယ်နောက်တစ်ခုကစီးနေတဲ့ရည်ရှင်ထဲမှာတဲ့ငါသေးသေးလေး25កောင်သို့မဟုတ်9កောင် မကြမကြပေးမလှုပ်ပေးပါအဲ့တော့ရည်ရှင်ထဲမှာငါ9កောင်သို့မဟုတ်25កောင်မကြခဏပေးမလှုပ်ပေးပါအဲ့ဒါငွေကြေးကန်ကောင်းစီတဲ့တစ်နှစ်လုံးလောက်ရမယ်အထူးရည်ရည်ဖြစ်ပါတယ်အဲ့တော့ထိထိုးကန်ဆန်းမယ်ဆိုရင်တော့တဲ့နံပါတ်1တရရယူဖျားအောင်လှူပါ တငယ်ချင်းတွေကိုလည်းကြွေးပါကိုလည်းပဲစားပါပြီးရင်အဲတောက်ကြနဲ့တဟဗိုလ်တော်ဦးနဲ့ရရလာဝရှိတဲ့ထီဆိုင်ဒမဟုတ်ထီရောက်တဲ့သူစီမှာထိုးပါအဲ့တော့၄တို့၆တို့၈တို့များများပါတဲ့လက်မှတ်ကိုယူပြီးတော့ထိုးပါထိုးတဲ့အခါမှာလည်းပါဇက်ကတာဘာနှုတ်ယူပြီးတော့ထိုးပါတာဝန်ဘူးရေးချတာဘလက်ချက်ရေးချဝတ်စံလုံးပေါက်ပါနငယ်လုံးချင်းတွေတချောင်းကြီးနှုတ်တာဘာနှုတ်ယူပြီးတော့ထိုးပါအဲ့ဒါကတစ်နှစ်လုံးထီထိုးကန်ဆန်းရင်လောက်ရမယ် ရရကနံရွတ်မဲ့ကာတာဖြစ်ပါတယ်ကဲထီဆွေးတွေပေါက်ကြပါစေအဲ့တော့ထီဆွေးပေါက်ရင်တော့လက်ဖက်လေးပါရင်လက်တိုက်ပါအဲ့တော့အချေးလေးပဲကန်ကောင်းနေပါလိမ့်မယ်ချစ်သူမရှိသေးတဲ့သူများချစ်သူအစ်စ်ရပါလိမ့်မယ်တဲ့ရုတ်တရက်ဆိုင်မစင်ပုံမစင်အိမ်တော်လေးပဲကြက်တတ်ပါတယ်နောက်တစ်ခုကမလွတ်လက်တဲ့သူတွေနဲ့ဒါညီစွန်းတတ်တဲ့အတွက်ဒါလည်းပဲသတိထားစီလိုပါတယ်အဲ့တော့အချေးကကန်ကောင်းနေဆိုပြီးမှလည်းပဲမိမိချစ်သူရဲ့ဖုံးဝယ်ခြင်း ခံဆောင်ခြင်းလင်ညာခြင်းခံတက်တဲ့အတွက်လည်းပဲဒါလည်းပဲသတိထားစီလိုပါတယ်အဲ့တော့မလွတ်တဲ့သူများနဲ့လည်းပဲညှိဆွတ်တဲ့အတွက်ဒါလည်းပဲသတိထားစီလိုပါတယ်အဲ့တော့အခြေအကံကောင်းတယ်လည်းပဲသတိထားတင်ပါတယ်နော်အိမ်တော်ရင်းနဲ့ပတ်သက်လို့တော့အိမ်တော်ဘက်ရဲ့အထင်မြင်လွဲမှားခြင်းနော်ဆွဆွဲခြင်းခံတတ်ပါတယ်အဲ့တော့ဆွဆွဲခြင်းနေအထင်မြင်လွဲမှားခြင်းနေဖုံးကွယ်ခံဆောင်ခြင်းနေရောထွေးနေတဲ့နှစ်ပဲဖြစ်ပါတယ်ဘေးလူ့အကြောင်းပြပြီးတော့လည်းပဲလင်းနဲ့မရအစမပြေဖြစ်တတ်တဲ့ နှစ်ဖြစ်ပါတယ်။အဲဒေတာတင်ပါတယ်နော်။အဲအိမ်တော်ဘက်ရဲ့ကောင်းကျိုးခံရပြီမဲ့လည်းပဲတဲ့။စိတ်ညစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေအထင်မြင်တွေမှမှုလို့တော့ရှိနေပါတယ်။အဲ့တော့အိမ်တော်ကြီးကတော့အကောင်းရောအဆိုးရောရောနေတဲ့နှစ်ပဲဖြစ်ပါတယ်။အဲ့တော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့တဲ့နာမည်မှာကာကြီးခါခွေကားငယ်ကာကြီးကပါတဲ့သူတွေငွေချမ်းကားကြောက်ကုန်းတဲ့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့သူတွေကိုအကြောင်းပြပြီးတော့အခြေအိမ်တော်ကြီးအစမပြဖြစ်တဲ့လေသတိထားစီလိုပါတယ်နော် တော့အခြေအိမ်တော်ကြီးအဆင်မပြေတဲ့သူများအဆင်ပြေခြင်းနဲ့ဆိုရင်နှစ်ယောက်တက်ဖို့မြင်းချင်းနိုင်ကုန်နဲ့ကပ်ပါသူတက်ဖို့နဲ့ကိုတက်ဖို့အဲနှစ်ယောက်တက်ဖို့မြင်းချင်းနိုင်ကုန်နဲ့ကပ်လိုက်ပါပြီးရင်ထမင်းပေါင်းအလွတ်ထဲမှာတက်ပြီးတော့ပိတ်ရလိုက်ပါနော်အဲထမင်းအဲ့ဒါအခြေအိမ်တော်ကြီးအဆင်မပြေတဲ့သူများအဆင်ပြေတယ်ရေရာပေါ့နော်ပညာကြီးကတော့တအားကောင်းနေပါလေမိမိရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ် အဲ့တော့ပြည်내ရည်မှန်းချက်များပြည်내အောင်မြင်ပါလိမ့်မယ်မိမိရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်အဲ့တော့ပြည်내ရင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတဲ့အကူညီကောင်းတွေအဆက်အသွယ်ကောင်းတွေအကြံကောင်းဉာဏ်ကောင်းတွေရဖို့ရှိနေပါတယ်နော်တိုးတော်လည်းပဲပြည်내ရင်းနဲ့ပတ်သက်လို့အပေါင်းအသင်းမှားတာမျိုးလို့စိတ်မပါတာစာကြည့်ရမှာစိတ်မပါတာမျိုးပြင်းဤငင်းွေတာမျိုးကိုတော့သိထားစီလိုပါတယ်နော်အဲ့တော့ပညာရေးကံကောင်းခြင်းမဲ့အထူးရည်ရွယ်ကတော့ဘယ်နေ့မဆိုမနေ့ဆော့ဆော့ကိမောဟာနှစ်ချက်ပန်းအဝါ၅ပွင့် တတ်တော်ရင်၅ခွဲဖျောင်းနိုင်၅တိုင်းအိမ်ပြားမှာလှူပြီးတော့အတိအကျပြက်ပြက်သားသားဆူတောင်းပါနောက်ချိုးမဲ့ရေထဲမှာပန်းအဝါ၅ဖွင့်ထည့်ပြီးတော့လည်းပဲရေချိုးရင်းဆူတောင်းပါအဲ့တော့ဖလားထဲမှာရေထည့်ပန်းအဝါ၅ဖွင့်ထည့်ရေချိုးရင်းဆူတောင်းအဲ့ဒါကပညာရေးကံကောင်းစေတဲ့ရည်ရွယ်ဖြစ်ပါတယ်အဲ့အခုလည်းပဲခြေပါကြားထဲမှာလည်းပဲခြေပါအရေးကြီးတဲ့စာမူဝဲတို့လာလက်ဘက်တို့နှစ်ဝက်တို့ရှင်းလည်းပဲခြေပါနောက်တစ်ခုကအင်တာဗျူးပြင်မဲ့ကိစ္စတို့လှုပ်ရှားမဲ့ကိစ္စတို့နောက်တန်ရုံးဝင်မာတို့ဗီဇာဝင်မာတို့အဲ့လို ကိစ္စတွေရှိတဲ့အခါမှာလည်းပဲဒီရေတရားကိုခြေလို့ရပါတယ်။တစ်နှစ်လုံးပညာရေးကံကောင်းစေတဲ့ရေတရားဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ခြေထောက်ခါအယုံကြောကြီးပေါင်းတဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။အဲ့တော့ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ကျမ်းမာရေးမျက်နှာခါမှာခြေရမယ့်ရေတရားကတော့အထူးရေတရားပေါ့နော်။အဲ့တော့တနင်္လာ သာသမီများကျမ်းမာရေးမျက်နှာခါမှာခြေရမယ့်ရေတရားကကော်ဘူး။ကော်ဘူးထဲမှာကိုယ့်ရဲ့ခြေသက်လက်သက်သပင်အနေငယ်ထဲပါ နောက်ကိုယ့်ရဲ့အင်ဂျင်ဆုပ်ပစိုးသမဟုတ်ဘောင်းမီအဆုပ်လေးအနေငယ်ထည့်ပါ နောက်ဆန်းလက်တဆုပ်ထည့်ပါကိုယ့်ရဲ့အိပ်ရာဘေးမှာထားပြီးတော့အိပ်ပါမနေ့ကျရင်အဲ့ဒါလေးကိုရေထဲကိုတွားမျောပါမမရှိတဲ့အခိုက်အတန့်အညံ့တွေပါသွားပါစေစတာအဲ့တော့နိုင်ငံခြားမှနေတဲ့သူတွေကရေထဲကိုမျောလို့အစမပြေရင်ကိုယ့်အိမ်ကဒါမှမဟုတ်လမ်းကအမှိုက်ပုံးထဲမှာတွားဆွလိုက်ပါမမရှိတဲ့အခိုက်အတန့်အညံ့တွေယောဂတွေအားလုံးပါသွားပါစေစတာအဲ့ဒါကတနင်္လာသာသမီများကျမ်းမာရေးညနေခါမှာခြေရမယ်အထူးရည်ရည်ဖြစ်ပါတယ်အဲ့တော့ ကြီးမားတဲ့အခက်အခဲတွေရှိရင်စိတ်ညစ်စရာတွေရှိရင်နောက်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်စရာရှိရင်တနင်္လာနေ့ညမှာအပေါ်အောက်အဝိတ်ဟောင်းတစုံဝိတ်အိပ်ပါနောက်နေ့မနေ့အဲ့ဒီစုံလုံးကိုလမ်းစုံလမ်းကွာမှာရှိတဲ့အမှိုက်ပေါ်မှာတွားပြီးတော့ဆွတ်မှာငါမှာရှိတဲ့အခိုက်တွေအညာတွေငါကြုံရမယ့်အခိုက်တွေညနေအားလုံးပါသွားပါသည်ဆုတောင်းပါအဲ့တော့တနင်္လာသာသမီများအတွက်1389ခုနှစ်အတွက်တနစ်စာစောင်းရံရှောင်းရံရတရား ကံကြမ္မာအကျိုးကြောင်းအခြေအနေဖြစ်ပါတယ်